ဒါတော့ကတော့ဥယျာဉ်ချမ်းကိုရုပ်ရှင်ရိုက်ခွင့်ပြုတယ်။ဘူကတော့အိမ်ကိုလည်းချင်ပါအင်းတော့ခွင့်ပြုနိုင်မိမယ်။ဒရိုက်တာရုပ်ရှင်တော့စိတ်ကူးတဲ့ဒီဖန်တီးနိုင်မို့တော့ဒီမှာခဏတဲကိုပြီးစစတွေ့ခွန်နိုင်ပါရနော်။လွန်ခဲ့တဲ့9နှစ်8နှစ်လောက်ကနမကြီးစားတော့တဲ့တခုမှတချင်းဆိုတဲ့ကောင်းပါလေ။နောက်တော့ဘောစီတယောက်ကိုဝင်အောင်ပြီးကောင်းစားတော့ရလို့ကြားတယ်။ပထမဦးမြတ်ခါ။နောက်ကျော်မြင့်ရွေးချင်ပါရဲ့။ဒုတိယစာနာထက်။နေရွေးချင်ရတာလား။ ငါရွေးချယ်ခဲ့တာ။ तू ကပဲရွေးချယ်ခဲ့တာ။ဒီရွာနဲ့ဒီရင်ကမပန်းခဲ့ရဲ့ရွာနဲ့အိမ်မှာ။ပြီးတော့ဒီနေ့မှလည်းမပန်းခဲ့မျက်နှာမှန်တယ်။ဒါနဲ့ညာဘာပေါ်မှာမပန်းခဲ့လို့ဘာလို့မခံစားရပါလဲ။ကျွန်တော်တရားရုံးအမိတ်ကိုမဆောင်ပဲနဲ့ကို့သဘောနဲ့ကိုရောင်းမယ်ဝင်နေတာ။ဘသူကပြောမလဲ။အံကေကမောင်ရဲ့ကိုပြရားဆွမ်းတော့ တန့်နေရသူအကြောင်းတစုံတရာကြောင့်ပျောက်ဆုံးပြေဆုံးသွားခဲ့တယ်သူ့ရဲ့ပိုင်ဆိုင်မှုတွေအန်ကေကနေတစင်းမြတ်ခေါင်ဘုံနန်းစုကစီမံခန့်ခွဲပေးဖို့ဆက်ရှက်ပါမှာတွေ့ပြတာရှိဟာဘာဒီနောက်မှားခဲ့လို့ငေါ့ငေါ့အဲ့လိုဆက်ဆံဟမ်ဟာနာတော့မဟုတ်ဘူးကြာကြာမှာဘူသားစားရကြာ မင်းကငါမိမလေးမှာပန်းခတ်ရဲ့ငါ့ရင်ကမင်းရင်ပဲပေါ့ဘလို့မှရှောင်လို့လို့မရအောင်လဲဒီအိမ်မှာပဲနေရတော့မှာပေါ့ဟာမေကျမရှင်တို့ပြောအောင်မယ်ကျမကိုကျမမပန်းခတ်လို့ခံစားလို့မရမချင်းကျမရှင်မိမမလုပ်နိုင်ပေါ့ရှင်နဲ့လည်းတူမအိမ်နိုင်ဘူးအဲ့တော့ရှင်လည်းရှင်မှသာရှင်အိမ်ကျမလည်းကျမမှသာကျမအိမ်နေ ရတယ်လေမိဖွားပြီး45ရက်အထိတသက်စီအိတ်ကြတာပေါ့45ရက်ကြော်သွားရင်တော့မင်းပါသားမင်းမပန်းခဲဟော့ဟော့မဟော့ဟော့ငါမင်းမငါမင်းမပဲဘာမှအမခက်ချင်မပေးနိုင်ဘူးရှင်ရှင်ကျမကိုပတနာရောလားယောက်ျားရင်မာကြီးဖြစ်ပြီလို့ကိုကိုကဘယ်သူမှမသိတဲ့မိန်းကလေးတယောက်ငါသူ့လေငါသူ့ယောက်ျားဆိုပြီးအနိုင်ကျင့်တော့မလို့လား ငါဘက်ကလည်းစဉ်းစားကြည့်မအောင်မပန်းခက်ရင်နင်းနဲ့ငါနဲ့ချစ်လို့ထားကြရင်လင်မရရေလေတအိမ်ထဲတူနေပြီးတော့တစင်းလိုနေကြမယ်ဆိုတော့ငါဘလို့ခံစားမလဲနင်းစဉ်းစားကြည့်ပါငါနင်းကိုချစ်လို့ယူထားလေမပန်းခက်ရဲ့ငါစကားလေးဖိုးဖိုးနဲ့နဲ့မပြောတပါဘူးမပန်းခက်ရဲ့နင်းစင်ကားရတဲ့ ်ငါမခံနိုင်ဘူးဟာနင်ငါ့ကိုမစိမ်းကားစမ်းပါနဲ့မပန်းခန့်ရင်နင်ငါ့ကိုမစိမ်းကားလိုက်ပါနဲ့ဟာမသိဘူးကျမမသိဘူးကျမမပန်းခန့်မဟုတ်တာပဲတည်းကျမမမသိဘူး ားလုံးကြည့်နိုင်ပြီ Hipley VIP